။တဒင်းကျိုကာလာမှာထီချဲပေါက်ကိန်းရှိရဲ့နေနံနေနဲ့ခုနှစ်ရသားသမီးအားလုံးကိုထီချဲပေါက်စေမဲ့အစွမ်းထက်ရရာတခုကိုဆရာကဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်။နော်ဆရာတို့အခုဆိုရင်သတင်းကျုပ်ကာလာကိုရောက်ရှိလို့လာပါပြီသတင်းကျုပ်ကာလာမှာထီတွေချဲတွေပေါက်ကိန်းရှိရဲ့နေနံနေထီစုကြီးချဲစုကြီးပေါက်ကိန်းရှိရဲ့နေနံနေနော်ပြီးတော့ ကန်စမ်းမဲ့စူကြီးပေါက်ကိန်းရှိတဲ့နေနဲ့နေငွေ အလုံးရင်းဝင်ကိန်းရှိတဲ့နေနဲ့နေကန်ထူးကန်ကောင်းစေမဲ့နေနဲ့နေသတင်းကျုပ်ကာလမှာ စီဝါရေးတွေတဟုန်လို့တိုးတက်မဲ့နေနဲ့နေငါးခုအကြောင်းကိုဆရာကပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနေ့နံ၅ခုပါဆိုရင်တည်င်းကျုတ်ကာလမှာအယန်းကိုကန်ကောင်းပြီးတော့မှအယန်းကိုမှထူးခြားနေပါတယ်ဒီနေ့နံ၅ခုကတော့တနင်းငွေတနင်းလာဗုဒ္ဓဟူကြာတာပရိ စနေသားသမီးတွေပဲဖြစ်ပါတယ်။ဆရာအခုပြောသွားတဲ့နေ့နဲ့၅ခုဟာတရင်ကျကာလမှာထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်။ကန်စမ်းမဲပေါက်ကိန်းရှိတယ်။မျော်လင့်ထားတဲ့ငွေကြေးတွေရရှိဖို့ရှိတယ်။ငွေလုံးရင်းဝင်ကိန်းရှိတယ်။စီးပွားရေးတွေတဟုန်တိုးတက်ဖို့ရှိတယ်။အလုံးကိုင်းတွေအဆင်ပြေပြီးတော့အယောင်းဝယ်တွေတဟုန်တိုးတချိန်တိုးအယောင်းဝယ်တွေအရန်ကောင်းမဲ့နေ့နဲ့၅ခုပဲဖြစ်ပါတယ်။ဒီနေ့နဲ့၅ခုပါဆိုရင်တရင်ကျကာလမှာအယံဟိုမှထူးခြားနေပါတယ်။အယံဟိုမှလည်း အောင်မြင်တိုးတက်တော့မဲ့ကံကောင်းနေတဲ့ဂွေနဲ့ကိုရောက်ရှိနေပါတယ်အဲ့ဒါကြောင့်မလို့ဒီနေ့နဲ့ငါးခုဟာသတင်းကျုပ်ကာလမှာကံအကောင်းဆုံးနေ့နဲ့ငါးခုလို့ပြောလို့ရပါတယ်အဲ့ဒါကတော့ဆရာတို့သတင်းကျုပ်ကာလမှာအခုရောက်မဲ့ဆယ်လာပိုင်းမှာရောသတင်းကျုပ်ကာလမှာရောထီချဲပေါက်ကိန်းရှိရဲ့အများဆုံးနေ့နဲ့အနေနဲ့သတင်းကျုပ်ကာလနဲ့အခုလာမဲ့ဆယ်လာပိုင်းမှာကံအကောင်းဆုံးနေ့နဲ့ငါးခုလို့ဆရာကပြောလို့ရပါတယ်ပြီးတော့နောက်တစ်ခုကတော့ ဒီခုနှစ်ရသသမီအားလုံးပေါ့နော်အခုဆိုရင်ဆယ်လာပိုင်းကိုရောက်ရှိရောမှာဖြစ်ပါတယ်ဆယ်လာပိုင်းမှာထီတွေချဲတွေပေါက်ချင်တယ်နော်ထီချဲပေါက်စေမဲ့ရေရဆရာကိုပေးပါပေးပါလို့ပြောလို့ဆရာကထီချဲပေါက်စေမဲ့ငွေအလုံးရင်းဝင်စေမဲ့ရေရတခုကိုဆရာခုနှစ်ရသသမီအတွက်ဆရာပေးပေးပါမယ်နော်ဆရာတို့ထီတွေချဲတွေထီတွေချဲတွေပေါက်ဖို့ထီစုကြီးတွေပေါက်ဖို့နော် ဆရာတို့လိမ်မောတမ်းမြာကကြဆိုးဆိုတဲ့ယရိယာလေးကိုဆရာပေးပါမယ်ဒီယရိယာလေးကိုဆရာမနစ်ကလည်းပေးမှုပါတယ်ဒီယရိယာကိုလိုက်လုတဲ့လူတူရတော်တော်များများပေါ့နော်ဒီရချဲတွေပေါက်ကြတယ်ကန်စမ်းမဲ့စုကြီးတွေပေါက်ကြတယ်အိမ်နေခြံနေမြေတွေတိုက်တွေကားတွေဝင်လာတယ်နော်ငွေအလုံးကြီးဝင်လာတယ်မမျော်လင့်ထားဘဲနဲ့ငွေကြီးတွေရရှိလာတယ်အဲအဲကြောင့်မလို့ဒီယရိယာလေးကတော်တော်လေးကိုမှအစွမ်းထက်ပြီးတော့ထူးခြားတဲ့ယရိယာမလို့ခုနှစ်ရသားသမီးကိုဆရာကအခုပြောပြပေးသွားမှာဖြစ်ပါတယ် ဒီရရားတော့ဗာလဲဆိုရင်ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုဆရာတို့ပေါ့နော်ဆရာပြောတဲ့ဟာကိုကတ်လူရမှာဖြစ်ပါတယ်ကတ်လူရမယ့်အချိန်ကတော့မနက်9:00နာရီကနေမနက်7:00နာရီခွဲတွင်ကိုကတ်လူရမှာဖြစ်ပါတယ်ဒီဗီဒီယိုတွေ့ရနေရတွေ့ရနေမှာပဲကတ်ပြီပါနော်ဒီဗီဒီယိုတွေ့ရနေမှာပဲကပ်ပြပါညမှာတွေ့ရဆိုရင်လည်းမနက်မှာကပ်ပြပါနေတိုင်းကတ်ဆရာမလို့ပါဘူးတရက်ထဲပဲကတ်ရမှာဖြစ်ပါတယ်ဒီတရက်ထဲကတ်လိုက်ုံနဲ့တရင်ကျုတ်ကာလမှာရောဆယ်လာပိုင်းတစ်လလုံးရောထီရီချဲတွေပေါက်လာလိမ့်မယ်ငွေလုံးရင်းဝင်လာလိမ့်မယ်ငွေဝင်ကျန်းလာပါလိမ့်မယ်ဆိုတာကိုဆရာကအာမခံပါတယ် နော်အဲ့တော့ဆရာတို့တစ်ခွက်ကတော့လိမ်တမ်းမြားကြီးတစ်ခွက်လိုပါတယ်ဆရာတို့လိမ်မော်ကြီးတစ်ခွက်လိုပါတယ်တောက်တော်ကြီးတစ်ခွက်လိုပါတယ်နော်ဒီ၃ခုလုံးကိုပေါ့နော်ဒီ၃ခွက်လုံးကိုပကံများတစ်ချက်တည်းကိုထည့်ထားဖို့လိုပါတယ်ခွဲပြီးတော့မကတ်ပါဘူးပကံများတစ်ချက်တည်းမှာပဲဆရာတို့ထည့်ထားမယ်ထည့်ပြီးပြီဆိုတာနဲ့ပေါ့နော်ဆရာတို့ပကံများလေးကိုချပြီးတော့လက်လက်လေးနဲ့ဆရာလိုပဲလက်လေးနဲ့နှစ်ဖက်ကင်လိုက်မယ်မျိုးလုံးလေးနဲ့တေချာအာယုံပြုတ်ပြီးတော့တံမုတ်တွေကာရာကို၉កောက်၂၄ပစ္စည်းအချင်းကို၉កောက် ရွတ်ပါမယ်ရွတ်ပြီပြီဆိုတာနဲ့ဆရာတို့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုအချိုရီအေးအချိုရီကတ်လူရမှာဖြစ်ပါတယ်အေးအချိုရီကတ်လူရကတ်လူလိုက်ပြီဆိုတာနဲ့ကို့မှာရှိတဲ့အပူတွေငိမ့်စီတယ်အခက်ခဲတွေပြေလည်စီတယ်ထီတွေချဲတွေပေါက်စီတယ်စီဝတက်စီတယ်အယောင်းဝဲကောင်းစီတယ်အလောက်ကိုင်းတွေအစင်ပြေစီပါတယ်စူတောင်းအမှာတော့ဗုဒ္ဓမြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုတရင်ကျုကာလမှာရောဆယ်လာပိုင်းမှာရောထီတွေချဲတွေပေါက်စီမဲ့ ငွေဝင်ကျန်းစေမဲ့ငွေအလုံးရင်းဝင်စေမဲ့လိမ္မော်ရည်တစ်ခွက်တမ်းများရည်တစ်ခွက်တောက်တော်ရည်တစ်ခွက်ကိုကတ်လူပူဇော်ပါတယ်ကတ်လူရသောစေတနာတရာတရားမြတ်တာအချိုးများကြောင့်တပည့်တော်သည်တည်င်းကျုကာလမှာရောဆယ်လာပိုင်းမှာရောထီထီချဲတွေပေါက်ပါစေထီထီစုကြီးချဲစုကြီးပေါက်ပါစေအလုတ်ကိုင်းတွေအစဉ်ပြေစေပါစေအယောင်းဝယ်တွေကောင်းပါစေဒီချက်မကလူနိုင်တန်းနိုင်ပြရစေဒီချက်မကသာသနာပြုနိုင်ပြရစေဆိုပြီးဆရာတို့ဆုတောင်းမယ်ဆုတောင်းပြီးပြီဆိုတဲ့ဒီရည်ရည်လေးပြုလုပ်လို့ပြီးပါပြီเนาะ ဒီရရပြုတ်လုံမယ်ဆိုရင်ဆရာအရေးကြီးရမှာကျင်တာကတော့ Facebook ကပရိသတ်တွေရောတစ်တော့ဆရာရဲ့ပရိသတ်တွေရောခရီးရသားသမီးအားလုံးရောဆရာရဲ့ဒီဆရာရဲ့ account ကို like and follow လေးလုပ်ထားပေးပါဆရာ account ကို like မလုပ်ရသေးရင် like လုပ်ထားပေးပါ follow မလုပ်ရသေးရင် follow လုပ်ထားပေးပါဒါမှဆရာနေ့စဉ်အမြဲတမ်းတင်ပေးတဲ့ရည်ရည်ရည်ဗီဒီယိုအကြောင်းတွေတွေ့ရမှာဖြစ်ပါတယ်ပြီးရင် ဆရာတို့ဒီဗီဒီယိုလေးကိုလည်း share ထားပေးပါများများလေး share ထားပေးပါအဲ့ဒါမှတခြားခုနှစ်ရဲ့သာသမီတွေတွေ့ရအောင်လို့ပါပြီးတော့ comment မှာလည်းမိမိရဲ့နေနံကိုရေးခဲ့ပေးပါဆရာတဦးတယောက်ချင်းစီတိုင်းကိုဆရာကစူတောင်းပေးဦးမှာဖြစ်ပါတယ်အားကြောင့်မလို့ဆရာပြောတဲ့ဒီသုံးခုလေးကိုတေချာပေါက်လောက်ထားပေးပါလို့ပြောချင်ပါတယ်ဒီဗီဒီယိုလေးကိုလည်း like လောက်ထားပေးဖို့ပြောချင်ပါတယ်ပြီးရင်မျက်စောဖျားကိုဆရာတို့စီမီပေါ့နော်ဖျောင်းနိုင်တဲ့ဖြူရောင်သုံးနိုင်ကိုမျက်စောဖျားရှင်ကိုတော်မြတ်ကြီးကိုဆရာတို့ပူဇော်မယ်နော်ပြီးရင်နောက်တစ်ခုကတော့ပေါ့နော်ဒီ အခုလာမဲ့10လပိုင်းမှာပေါ့နော်အခုအခုအခုရောက်နေတဲ့9လပိုင်းမှာဆရာတို့ညာဘက်လက်ဖွားရတဲ့လူတွေဘယ်ဘက်မပါဘူးနော်ဆရာပြောတာဘယ်ဘက်မပါအောင်ညာဘက်လက်ဖွားရတဲ့လူတွေညာဘက်ခြေထောက်ရတဲ့လူတွေညာဘက်နားရတဲ့လူတွေပေါ့နော်နားနောက်ရတဲ့လူတွေဟာတော့ပေါ့နော်ထီစုကြီးချဲစုကြီးပေါက်ကိန်းရှိတယ်ငွေအလုံးရင်းဝင်ကိန်းရှိတယ်နော်မမျောလင့်ထားဘဲနဲ့ကိုငွေကြေးတွေရရှိတတ်ပါတယ်ညာဘက်လက်ဖွားရတဲ့လူတွေညာဘက်ခြေဖွားရတဲ့လူတွေ နာဘက်ညာဘက်နာဒီနောက်နာရားတဲ့သူတွေတော်တော်များများလက်ပွင့်လက်ရွှင်ပြီးတော့ငွေလုံးရင်းဝင်လာတတ်ပါတယ်အဲ့ဒါကတော့ဆရာတို့အတိတ်နမိတ်လေးကိုဆရာပြောပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒီတံမြာကြီးလေးကိုလည်းဒိမ်မော်ကြီးလို့လည်းကတ်ပါတီစုကြီးချဲစုကြီးပေါက်ပေါက်ချင်တဲ့သူတွေအကုန်လုံးပေါ့